င်အားလုံးပဲမင်္ဂလာပါဗျာ International Center for Sports Study ICS ရဲ့စစ်တမ်းရလက်ရှိကမ္ဘာဘောလုံးလောကရဲ့ တန်ကြေးအကြီးဆုံးကစားသမားအစုအဖွဲ့ကိုပိုင်ဆိုင်ထားတဲ့နံပါတ်1အသင်းဖြစ်ချဲစီအသင်းကသတ်မှတ်ခံလိုက်ရပါတယ်။ ICES ရဲ့ထုတ်ပြန်ချက်အရချဲစီအသင်းရဲ့ကစားသမားအားလုံးပေါင်းရဲ့တန်ကြေးဟာ1.56ဘီလီယံအထိမြောက်ချီနယ်လောက်တန်ကြေးမြင့်မားလို့နေပါတယ်။တော့ဘိုလီရဲ့ချဲစီအသင်းဟာ ICES ရဲ့ထုတ်ပြန်ချက်အရအစင်းနေရာမှာယက်တီနေတဲ့လာလီဂါထိပ်တန်းအသင်းကြီးဖြစ်တဲ့ Real Madrid တို့ထက်ပေါင်သန်း100ကျော်ပိုများခဲ့ပြီးအစင်း3နေရာမှာယက်တီနေတဲ့ Man City တို့ထက်ပေါင်သန်း900နီးပါးပိုများခဲ့ပါတယ်။ ်ချက်စီသိန်းကိုတော့ပေါ်လေးလဲလဲဝယ်ယူခဲ့တဲ့2022ကနေအခုချိန်ထိကစားသမားဝယ်ယူမှုတွေပေါင်1.5ဘီလီယံထိအသုံးပြုခဲ့ပါတယ်ဒီနေ့ရာသီအပြောင်းအရွှေ့မှာလဲချက်စီတို့ဟာယာဟိုပက်ထရိုအက်စတာဘောင်းကဲနာချိုလီယန်ဒီလက်ဂျင်ဘီကစ်တန်တို့လိုကစားသမားတွေကိုအားဖြည့်ထားပါသေးတယ်ချက်စီသိန်းဟာကစားသမားအစ်တွေအတွက်ငွေကြေးအများပြားသုံးဆွဲခဲ့တယ်လို့ကစားသမားပြန်လဲရောင်းချမှုကနေလဲပေါင်315တန်းပြန်လဲရရှိခဲ့ပါတယ်ကမ္ဘာတန်ဖိုးအကြီးဆုံးအသင်းစည်းရင်းရဲ့ ထိတ်တန်းအသင်း60ဆင်းမှာပရီးမီးယားလိဂ်ကလပ်အသင်း20လုံးပါဝင်နေတာပေါ့လက်ရှိပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ဘန်နာရေးတောင်းတင်းမှုကလက်ဖျားခံရမယ့်အခြေအနေပါဒီနေ့ရာသီမှာငွေ3ချမ်းခဲ့တဲ့အာဆင်နယ်ရဲ့ကစားသမားအစုအဖွဲ့တန်ကြီးကတော့1.27ဘီလီယံဖြစ်ပြီးတတိယနေရာကမန်စီးတီးအောက်ပေါင်းတန်းကွာနဲ့အစင်လေးနေရာမှာရက်တီလို့နေပါတယ်။သူနောက်မှာတော့ PSG ကပေါ1.2 2.25နဲ့အဆင့်ကဣဇက်အီဂီတီကီဖလော်ရန်ဗက်စ်တို့အတွက်ပေါင်တန်း400နီးပါးအသုံးပြုခဲ့တဲ့လီဗာပူးတို့က1.21နဲ့အဆင့်ချောင်းလာလီဂါထိပ်တန်းကလပ်ဘာစီလိုနာတို့ကတော့1.17နဲ့အဆင့်ခွန်ပေါင်900ခွန်မီလီယံပိုင်ဆိုင်မှုနဲ့တော်တန်ဟော့စ်ပါကအဆင့်10ဘွန်ဒလီဂါရဲ့ ထိပ်တန်းကလပ်ဘိုင်ယန်မြူနစ်ကတော့ပေါင်106မီလီယံနဲ့အဆင့်ကိုအီတလီကလပ်အင်တာမီလန်တို့ကတော့ပေါင်850မီလီယံနဲ့အဆင့်10တို့မှရက်တီလိုနေပါအဆင့်10အပြင်ကအသင်းတွေအနေနဲ့အဆင့်17ဘရိုက်တန်ကပေါင်839မန်ချက်စတာယူနိုက်တက်တို့ကတော့ပေါင်910နဲ့အဆင့်12ညူကာဆယ်တို့ကတော့ပေါင်903နဲ့အဆင့်13နေရာမှာအတီးတီးရက်တီလိုနေပါတယ်